ဧပြီလ22ရက်မှာရရှိထားတဲ့ငလင်နောက်ဆက်တွဲသတင်းတွေနဲ့နောက်ဆုံးရထူးခြားသတင်းတွေကိုပြောပြပေးဖို့သတင်းရယူတင်ဆက်နေတဲ့ DVB သတင်းတော့မဝဝေကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်။ဟုတ်ကဲ့ပါမဝဝေရေပထမဆုံးအနေနဲ့ဒီအာငလင်ကြောင့်ထိခိုက်သေးဆုံးသူစီးရင်ကိုဒီနေ့အချိန်ထိပေါ့နော်အဲ့ဒါကိုပြောပြပေးပါအောင်ရှင့် အော်ဟုတ်ကဲ့ပါဒီမက်စလာ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်ပေါ့နော်ဒီကနေ့ဧပြီလ22ရက်နေ့အထိကိုဒီဘီဘီကအောက်ယူရရှိထားတဲ့ဆင်းတွေရာဆိုလို့ရှိရင်ငလျင်ကြောင့်တည်ဆုံးသူဟာ4426ယောက်ရှိလာပြီဖြစ်ပြီးတော့ဒီထိခိုက်ထရန်ရရှိသူကတော့11366ယောက်ရှိလာပြီဖြစ်တယ်လို့သိရပါတယ်အော်ဒီအရေအတွက်ကဒီ DVB data အဖွဲ့ကလလန်းမိတလောက်အောက်ယူရရှိထားတဲ့ကိန်းဂဏန်းတွေဖြစ်ပြီးတော့ပေါ့နော်မြေပြင်မှာလည်းရှောက်ဖွေကယ်ဆယ်ရေးတွေအာဒီဓာတ်ပေါ်တွေဆက်လက်ရှောက်ဖွေနေတဲ့အခြေအနေလည်းဖြစ်နေတဲ့အတွက်ကြောင့်မြေပြင်ဆက်လက်တည်နေတော့ကွဲလွဲမှုရှိနိုင် င်ပါတယ်။ဟုတ်ကဲ့ပါဒီငလင်နောက်ဆက်တွဲသတင်းတွေကရောဘယ်လိုမျိုးရှိပါသလဲရှင်ပြောပြပေးပါဦး။ဟုတ်ကဲ့ပါဒီငလင်နောက်ဆက်တွဲအနေနဲ့ပေါ့နော်ဒီငလင်လှုပ်ခတ်ပြီးမှာပဲမန္တလေးဒီတက္ကသိုလ်မှာရှိရဲအဆောင်တဆောင်မိလောင်ခဲ့တဲ့အတွက်ကြောင့်မန္တလေးမန္တလေးတက္ကသိုလ်ထဲမှာဒီစာစစ်အဖြေလွှာတွေပေါ့နော်တက္ကသိုလ်ဝန်ထမ်းစာစစ်အဖြေလွှာတွေကိုတင်ဆက်ထားတဲ့အဆောင်မိလောင်ခဲ့တဲ့အတွက်ကြောင့်ဒီအဖြေလွှာ6000ကျော်လောက်ကမိလောင်နေတယ်ပါသွားခဲ့ပါတယ်ဒီပါသွားခဲ့တဲ့အတွက်ကြောင့်ပေါ့နော်အဲဒီလာမယ့် အဲ6လပိုင်း16ရက်နေ့မှာဒီတက္ကသိုလ်ဝန်ထမ်းဆောင်ဝေးဘွဲကိုပြန်ရှည်ရမယ်လို့စစ်ကောင်စီကဒီကနေ့ဧပြီလ22ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်။ဒီဆောင်ဝေးဘွဲကိုတော့လာမယ့်ဒီ16ရက်နေ့ကနေပြီးတော့21ရက်နေ့ထိဖြည့်ဆွေးရမှာဖြစ်ပြီးတော့ဇွန်လ1ရက်ကနေပြီးတော့15ရက်နေ့ထိကိုပေါ့နော်မိမိဖြည့်ဆွေးရမယ့်စာစစ်ဌာနတွေမှာဖြည့်ဆွေးခွင့်ကပ်ပြားတွေကိုတွားရောက်ထုတ်ယူရမယ်လို့စစ်ကောင်စီဘက်ကကြေညာတာပါ။ အော်နောက်တစ်ခုကတော့ဒီငလျင်လှုပ်ခတ်ပြီးတော့ဗောနော်ဒီနေ့ဆိုလို့ရှိရင်နှစ်ပတ်ကျော်အသုံးပတ်ကျော်ကြာလာပြီရက်ပေါင်း20ကျော်ကြာလာတဲ့အချိန်ထိကိုဗောနော်ကုညီကယ်ဆယ်ရေးတွေလုံးဝမရရှိတဲ့ဒေသတွေရှိနေလို့သိရပါဗါတယ်အော်တစ်ခုအနေနဲ့ပြောပြရလို့ရှိရင်ဒီမန္တလေးတိုင်းနယ်ကမိထီလာမြို့မှာဆိုလို့ရှိရင်လဲဒီအာနာပိုင်နေရဲ့ဘလို့အကူညီမျိုးမမရပဲပဲဗောနော်ဒေသခံတွေကဒီတေဆုံးသူတွေပျက်စီးဆုံးရှုံးမှုတွေကိုကိုထူကိုထလှုပ်ဆောင်နေရတယ်လို့သိရပါဗါတယ်အော် UNO ချာကပြောပြချက်အရဆိုလို့ရှိရင်ဒေသခံတွေကကိုထူကိုထလှုပ်ဆောင်နေရပေမဲ့လဲဘလို့အကူညီမျိုးမမပါ ါဘူးဆိုလို့ရှိရင်တော့ပြန်လည်ထူထောင်မှုအများကြီးခက်ခဲတယ်လို့ဆိုထားပါတယ်ရှင်။ဟုတ်ကဲ့အာနောက်တစ်ခုဟိုပြပြရရင်တော့ဒီငလင်တင့်ဒေတာတွေပေါ့နော်စစ်ကောင်စီကပြက်စစ်မီတာခါကောက်ခံတဲ့ကိစ္စပါ။ဒီငလင်တင့်ဒေတာတွေမှာပြိုပြတ်သွားတဲ့နေရင်တွေမှာပေါ့နော်ဒီအိမ်နဲ့မီတာပုံးတွေမပြည့်စည်ဘူးဆိုလို့ရှိရင်တော့ကြာတဲ့အတိုင်းကောက်ခံမှာဖြစ်ပြီးတော့တကယ်လို့ဒီနေရင်မှာပေါ့နော်မီတာပုံးတွေပါပြည့်စည်သွားတယ်ဆိုလို့ရှိရင်တော့ဒီအာမတ်လနဲ့ဧပြီလမှာသုံးထားတဲ့မီတာခါကိုပေါင်းပြီးတော့ပေါ့နော်ဒီလာမဲ့မေလတရက်နေ့မှာတွက်ချက်ကောက်ခံသွားမယ်လို့လဲစစ်ကောင်စီဘ က်ကထုတ်ပြန်ကြေညာတာပေါ့နော်ဟိုဒီလိုကြေညာခြင်းအဖြစ်ဒီငလျင်တင့်ဒေသမှာရှိနေတဲ့ပြည်သူတွေကနေဖို့အစားဖို့အတွက်တောင်အဆင်မပြေနေရတဲ့ကြားရဲပေါ့နော်အခုလိုမျိုးမီတာကအတွက်ပါပူပန်နေရတဲ့ဆိုလိုအတွက်ကြောင့်ဒီဒေသခံတွေကြားရဲမှာလည်းဝေဖန်မှုတွေမြင့်တက်နေပါတယ်ရှင့်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါတခြားဒီနိုင်ငံရေးစီရေးပိုင်းကသတင်းတွေကိုလည်းပြောပြပေးပါအောင်ပါ ဟုတ်ကဲ့ပါအာဒီကနေ့မှာဆိုလို့ရှိရင်ပေါ့နော်ဒီကိုကန်တက် MNDAA အာထိန်းချုပ်ထားတဲ့ဒီလာရှိုးမျိုးကိုပေါ့နော်နှစ်ဖက်သဘောတူညီချက်နဲ့စစ်ကောင်စီဒီစစ်တပ်ရင်နန်းတွေကဒီကနေ့မှာစတင်ဝင်ရောက်လာပြီဖြစ်တယ်လို့သိရပါဗျ။ဟောစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြည်လဲနေရယူလာတဲ့အတွက်ကြောင့်ပေါ့နော်ဒီလာရှိုးနဲ့နေမြေထိဆက်နေတဲ့ဒီအာတန်းမျိုးသားလူမျိုးရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့နေမြေတချို့အတွက်လည်းဟိုစိတ်ပူပန်ရမယ်ပြောဖိအားတွေရှိနေတယ်လို့ဒီနိုင်ငံရေးလေးလာသုံးသက်သူတွေကပြောဆိုထားတာရှိပါတယ်။အာနောက်တစ်ခုကတော့ဒီငလျင်ကြောင့်ပေါ့နော်အာလူသားချင်းစာနာထောက် ားတဲ့အနေနဲ့ကယ်ဆယ်ရေးတွေလုပ်ဖို့ယာယီပြတ်ခတ်ရက်ဆဲထားတဲ့စစ်ကောင်စီကသူတို့ပထမကြေညာတာကဧပြီလ2ရက်နေ့ကနေဒီနေ့ပေါ့နော်22ရက်နေ့ထိယာယီပြတ်ခတ်ရက်ဆဲထားပြီးတော့ဒီကနေ့မှာတော့ဒီမနေ့ပြန်ပေါ့နော်ဧပြီလ23ရက်ကနေပြီးတော့ဧပြီလ30ရက်နေ့ထိကိုအာယာယီပြတ်ခတ်ရက်ဆဲတဲ့ရက်ကိုတိုးမြှင့်လိုက်တယ်လို့ပြောပါရယ်ဒါပေမဲ့အကျဉ်းချချက်ထဲမှာတော့ပေါ့နော်ဒီလက်နက်ကိုင်တိုင်းသားတပ်ဖွဲ့တွေအနေနဲ့တဲ့အာအင်အားတွေစုတာနေမြေချဲ့ထွင်တာနဲ့အာအခြားဒီသူတို့တိုက်ခိုက်တာတွေလုပ်မယ်ဆိုလို့ရှိရင်တော့ အရေးယူဆောင်ရတာတွေသူတို့အနေနဲ့လောက်သွားမယ်လို့တော့ပြောဆိုထားတယ်ပေါ့နော်။ဒါပေမဲ့ဟိုငင်းလင်းလှုပ်ခတ်အပြီးမှာပဲစစ်ကောင်စီအနေနဲ့ကဒီလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာမြေပြင်ကနေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုအဆက်မပြတ်ပြုလုပ်နေခဲ့တာပေါ့နော်။ဒါကဟိုသူတို့အနေနဲ့ဒီ ဒီနေ့နဲ့ဆိုလို့ရှိရင်ဒီယာယီဖြစ်ခက်ရက်စဲတာကိုငလင်လှုပ်ခက်ပြီးမှာပေါ့နော်နှစ်ကြိမ်ရှိပြီပေါ့ကြီးညာထားတာဒါပေမဲ့ဒီကနေ့မှာပဲထပ်ပြီးတော့တိုးလိုက်တယ်လို့ကြီးညာတဲ့နေ့မှာပဲဒီအာနောင်ချုံမြို့မှာပေါ့နော်အုံတီကျေးရွာဆိုတဲ့ရွာကိုစီစက်ကောင်စီကဂျက်ဖိုက်တာနဲ့ဘုံနှလုံးကျဲချခဲ့တဲ့အတွက်ကြောင့်နေအိမ်ငါးလုံးပျက်စီးခဲ့တယ်လို့ TNN တွေကထုတ်ပြန်ထားပါတယ်။ဒီအတွက်ကြောင့်ပေါ့နော် DBB ကဒီကနေ့ထိကောက်ယူရရှိထားတဲ့စင်းတွေရာဆိုလို့ရှိရင်ဒီ match လ28ရက်ကနေပြီးတော့ April 22ရက်နေ့ထိကိုစစ်တပ်ကတိုက်ခိုက်မှုအကြိမ်ကြီးပေါင်း294ကြိမ်ထိပြုလုပ်ခဲ့ပြီးတော့ဒီတိုက်ခိုက်မှုတွေကြောင့်ပေါ့ ပေါ့နော်အပြစ်မဲ့ပြည်သူနဲ့တော်လန်ရေးတပ်ဖွဲ့ဝင်ပေါင်း230ထက်မနည်းတိဆုံးခဲ့တယ်လို့သိရပါတယ်ရှင်ဟုတ်ကဲ့ပါခုလိုမျိုးရရှိထားတဲ့သတင်းချက်လက်တွေကိုစုစည်းပြီးတော့ပြောပြပေးတဲ့အတွက်မတ်ဝေဝေကျေးဇူးတင်ပါတယ် DV ကရရှိထားတဲ့နောက်ဆုံးရသတင်းတွေကိုတိုက်ရိုက်ဆက်သွယ်မြင်းမြန်းခေတာဖြစ်ပါတယ်